တရားတော်မတွေအခုထိုင်နေတဲ့ခန္ဓာကြီးမရှိဘူးလားရှိပါရဲ့ဘိုက်ထဲကအခုအရွယ်တန်းကြီးထွက်လာတာလားဟုတ်ပါဘူးစင်မစင်စူးစူးဆိုင်ဆိုင်တဘောကိုတုံးတာအဲ့တော့စမွေးတော့သုံးပုံလေးပုံငါးပုံဒါဝင်မရှိဘူးလားအခုပုံ150 150သိဖြစ်နေအဲ့တော့စတင်ပြီးတော့မမွေးခင်ကကိုလာလေဆွဲလာ ဖွားတဲ့အချိန်မှာကြတော့ခေါင်းခါချီကိုလက်တွေမရှိဘူးလား အဲ့ဒီငွေမဲ့အချိန်မတိုင်ခင်ဟိုဘက်ဆယ်လာတော့ခေါင်းခါချီကိုလက်ဆိုတာရှိတယ်ဒီသဘောလေးကိုလေးလေးနက်နက်စဉ်းစားတာသမာသင်္ကပ္ပကောင်းစွာသုံးသတ်တာငကိုရေကချီလက်ကိုကောင်းရှိလို့လားမရှိပါဘူးမရှိဘူးဆိုတာကိုလေးလေးနက်နက်သိလိုက်ပါရဲအခုတော့ငါ့မှာတော့ချီလေးတယ်ငါ့တိငါ့ငါ့ကိုငါကောင်းနေဆွဲထားတာမှန်ရဲ့လား မမှန်တာကိုမမှန်ဘူးလို့သဘောပေါအောင်လေးလေးနက်နက်သိလိုက်ပါအဲ့ဒါကိုပဲထက်ခါတက်ခါတုံသွေးသလိုနော်အင်ဂျင်ကြောက်ကြီးဒါကလည်းတုံတယ်ကြောက်ကလည်းအစားအဲ့ဒါကိုဒီတနေရာတဲ့ကိုအင်ဂျင်ကြောက်ကြီးလည်းဘိုက်ချိုက်သွားမယ်ဒါကလည်းထက်မလာဘူးလားကြာကြာပုတ်ဖို့တော့လိုတာပေါ့လေကြာကြာပုတ်ညံထက်လာလိမ့်မယ်ဒါလေးပဲလိုတာအဲ့လိုဆိုရင်တဲ့ဒီကောင်းခါချီလက်ဆိုတာကတဲ့အဖိုးကြီးငါဖိုးကနေဖြစ်လာတာတဲ့အဲ့အပေါ်ကဖိုးကကောင်းဘေးနဲ့ဖိုးကလက်အောက်နဲ့ဖိုးကခြေထောက်နဲ့ချောင်းအလဲကကိုဆိုပြီးတော့ဖြစ်လာတာ အမေဖေးဖန်တီးတာလားငါဖန်တီးတာလားဘာဖန်တီးတာအမေဖေးကခြေတွေလက်တွေကိုယ်တွေကောင်းနေလုံးနိုင်သလားလုံးနိုင်ပါဗျာဦးရေအသေးတွေအကျိုးတွေအဆုပ်တွေကြောက်ကတ်တွေအယိုးတွေခေါင်းကုန်တွေလက်ယိုးတွေလက်သေးတွေလုံးနိုင်သလားလုံးနိုင်ပါဗျာသပင်လုံးနိုင်သလားငါဖောင်ကောလုံးနိုင်သလားလုံးနိုင်ပါတိုင်းပါလေစဉ်းစားမင်းတော့အဲ့အရသာလေးကိုပေါ်လွင်အောင်ပေါ်ပေါ်ပြီးတော့အရသာခံပါညံလေးနဲ့သုံးသပ်ပြီးတော့အခုဒကာဒကာမတွေခေါင်းမှာသပင်မရှိဘူးလားရှိပါ လူဆိုတာဒီနေရာမှာသပင်ပေါက်မှသင့်တော်တယ်ဆိုပြီးတော့လူနဲ့တူအောင်အဲ့ဒီခေါင်းမှာကိုယ်သပင်စိုက်ထားတာရှိသလားငါမစိုက်ဘဲနဲ့ဖြစ်နေတဲ့ထူဆန်းမင်းကိုအဲ့ဒီဆံပြန်ငါပဲငါပိုင်ပဲငါကိုပဲလို့စွဲရင်မှန်ပါမလားမမှန်တာကိုမမှန်တဲ့သဘောကိုညံနေမြင်ပြီးတော့ဂျိန်ဖန်များစွာသဘောလေးကိုအရသာခံပြီးတော့ပေါ်လွင်အောင် သုံးသပ်ပါအဲ့ဒါလို့တာပဲ အရိသမင်းဟာသူ့နေရာနဲ့သူပေါက်တယ်ပါးတွေကြတော့မပေါက်ဘူးတဘာဝကြောင့်ကိုလှုပ်ထားတာပါသလားအမေဘေးရောဖန်တီးတာပါလားဒိုင်းဘာဖန်တီးတာလဲကံတရားကဖန်တီးတာဒီခန္ဓာကြီးဘယ်သူဖန်တီးတာလဲကံတရားလူနဲ့တန်နဲ့စေတနာပြုခဲ့လို့အရိစေတနာကခန္ဓာဖြစ်အောင်ဆောက်တာငါဆောက်တာလားကံဆောက်တာလားကံဆောက် အခုလို့လူဘဝလူနဲ့တူအောင် ပြုခဲ့တဲ့ကံကြောင့်လူတရံလူနဲ့တူအောင်ကံကဆောက်တာအမေဘီဆောက်တာလည်းမဟုတ်ငါဆောက်တာလည်းမဟုတ်အာရိစံပင်နေရသူ့ဘောသူသူ့ဘောသူတပြေးပြေးတပြေးပြေးတပြေးပြေးရှေးမလာဘူးလားတပြေးပြေးတပြေးပြေးကိုဆွဲထုံနေလားသူ့ဘောသူရှေးနေအဲ့ဒါကိုညံထဲမှာပေါ်အောင်ညံနဲ့မြင်အောင် သူ့သဘောသူ့ဆောင်ပြီးရှေ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 းရပ်ပြီးတော့တီးမနေပဲနဲ့အလိုလိုပြုပြင်ပြီး သူ့ဘာသူ ရှေးပြီးထွက်လာတဲ့သဘောကလည်းငါမဟုတ်ဘူး ငါကူမဟုတ်ဘူးလို့အဲ့လိုလေးညံထဲမှာပေါ်အောင်အဲ့ဒီသဘောလေးကိုညံနဲ့မြင်အောင်နော်အဲ့ဒါပွားပါသုံးသပ်ပါအဲ့ဒီသဘင်းนี่ဟာကြာကြာနေတော့မြဲသလားကြွတ်သွားတယ်ကြွတ်သွားတယ်ကိုယ်ဆွဲနှုတ်တလားသူ့ဘာသူအာကုန်ပြီးပြတ်သွားတယ်အဲ့ဒီထဲမှာငါပါသလားငါကိုကြီးပါပါလားမပါဘူးတရားခက်သလားမခက်ဘူးခက်တာကပြင်းတာပြင်းတာခက်တာအဲ့ဒီလိုအနာတသဘောပြန်ပြီးစဉ်းစားလိုက်မယ်သုံးသပ်လိုက်မယ်လက်သေးတွေရောမရှိဘူးလား ကဲဒီပြာလက်ချောင်းကနေဒီနာကြောက်လက်သေးဖြစ်သွားနောက်မှာလက်သေးကြီးရှိသူရှူထွက်လာတာမဟုတ်ဘူးဒီနာကြမှာဖြစ်သွားတာမဟုတ်ဘူးလားဒီနာကြမှာလက်သေးဒီလူလေးဖြစ်မှလူဖြစ်တယ်ဆိုပြီးတော့အမိပိုက်ထရကို့ဘကိုလက်သေးပြအောင်လုပ်ခဲ့လားလုပ်ခဲ့ပါဘူး။ဒါပေမဲ့လက်သေးတော့မပါလာခဲ့ဘူးလားပါပါအမိပိဖန်ဒီရလားငါဖန်ဒီရလားကံဖန်ဒီရလားကံဖန်ဒီရလားအဲ့ဒါဆိုဒီခန္ဓာသည်ငါခန္ဓာဖြစ်မလားကံဆောက်ထားတဲ့ခန္ဓာလားကံဆောက်ထားတဲ့ခန္ဓာ ကန်ဆောက်ထားတဲ့ဒီဘဝကံရဲ့အဟုန်ကြောင့်လူခန္ဓာရတော့လူခန္ဓာမှာပြုတဲ့ကောင်းမှုအဟုန်ရှိသလောက်ပဲကံကဆောက်ထားတာလူဘဝမှာနေရမယ့်ကောင်းမှုအဟုန်ကုန်သွားရင်ကံကုန်တော့သိမသွားဘူးလားငါသိသွားတာလားကံကုန်လို့နိုင်ရုံချုပ်သွားတာလားငါဆိုတာရှိလား အဲ့ဒါကိုပေါ်လွင်အောင်သုံးသက်ဒီလက်သေးသူဘာသူဖြစ်လာတယ်သူဘာသူရှိသူဘာသူဖြစ်သူဘာသူရှိဒီလက်သေးအောင်မှာအသားနဲ့လက်သေးနဲ့ကပ်နေတာပဲအချက်လက်ကြီးရှိထွက်လာတာမဟုတ်ဘူးဟုတ်ပြီနော်အချက်လက်ကြီးထွက်လာတာမဟုတ်ဘဲနဲ့ရှိမနေဘူးလားငါလောက်တာလားမဟုတ်ပါဘူးငြိမ်နေလားပြုပြင်နေလားပြုပြင်နေငြိမ်မနေဘဲနဲ့ပြုပြင်နေတဲ့သဘောရှည်ထွက်နေတဲ့သဘောဒီငါလုံးနေရလားသူဘာသူလောက်တာလားအဲ့ဒါဆိုအတ္တသဘောလားအနတ္တသဘောလား ိုလက်သေးသည်ငါပြူတာမဟုတ်တော့ငါပိုင်ငါခန္ဓာဆိုတော့ဟုတ်ရဲ့လားဟုတ်ပါဘူးခံဆောက်ထားတဲ့သဘောကံရဲ့သဘာဝလူခန္ဓာနဲ့တူအောင်လူဘဝနဲ့တူအောင်ပြုခဲ့တဲ့ကံကြောင့်အဲဒီကံကပဲလူခန္ဓာသူ့ဘောက်သူဆောက်အမေဝင်းကထွက်လာတော့ခြေသက်လက်သက်တွေပါမလာဘူးလားကဲအမေဖေရောခြေသက်လက်သက်လုံနိုင်လားလုံနိုင်ငါရောလုံနိုင်လားလုံနိုင်တိုင်းပါလောက်တာလေအဲ့ဒါကိုညံနဲ့ပေါ်အောင် ငါကိုမဟုတ်ငါပိုင်မဟုတ်ငါမဟုတ်ကြောင်းကံကဆောက်တဲ့ဝိဘက်ခန္ဓာကြီးဖြစ်ကြောင်းကံရဲ့အဟုန်တတ္တိရှိသလောက်လူဘဝမှာတတန်းရှိကြောင်းအဲ့ဒီကြားထဲမှာမှဒီဘဝမှာရမယ်လူခန္ဓာမှာအခြားကံနဲ့ပေါင်းစပ်ပြီးတော့ဒီအလဲဒီဘဝမှာခံမယ်အလဲကြတော့သူများတကသတ်တော်တဲ့သေရကြောင်းကံကံကြီးမပြုတ်နေကြတာမဟုတ်ဘူးလားအဲ့ဒါကိုဘဒုလွန်နဲ့ဘဒုမားတဲ့သွားပြောရင်မှန်ပါမလားမှန်ပါဗျာအေး အဲ့ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင် သူလုံးနဲ့ကိုလုံးနဲ့သူမားတယ်ကိုမားတယ်ဆိုတော့နောက်ထပ်နောက်ထပ်ဒေါသတွေမပွားလာဘူးလားကံတရားကိုမြင်တဲ့ပုဂ္ဂိုလ်ကမပွားတော့ဘူးတဲ့ကံတရားကိုမြင်တဲ့ပုဂ္ဂိုလ်ကမပွားတော့ဘူးခမရတို့ဒီနေ့စားတာမနေ့တစ်ထပ်နေ့တစ်ထပ်ညတစ်ထပ်စားတာသူများအသားမပါဘဲနဲ့စားတဲ့အနေရှိလားအဲ့ဒီအကောင်တွေဟာဘယ်ပုံမှတွေကျူးလွန်ပြီးတော့ဘယ်လိုလိုသိမေးကြပြီးအသက်ခံလို့ခင်ဗျားတို့သွားဝယ်စားကြတာစဉ်းစားနော် အဲ့ဒီမှာတော့မညာမတာလှုပ်တော့တော့လှုပ်ပြီဟောကိုယ်လည်းကြမှာငါလှုပ်လိုက်တာကွာမဟုတ်တယ်နော်စဉ်းစားပါတဲ့ကံဆောက်တဲ့ခန္ဓာလို့ညာမှာ ပေါ်တဲ့ပေါ်အောင်ရှင်းတဲ့ရှင်းအောင်အဲ့ဒီလိုသဘောပေါ်လာရင် နောက်ထပ်နောက်ထပ်ကံဆောက်မဲ့ဝိဘက်တွေလိုချင်အောင်မလား အဲ့ဒီတော့မှယုံထွက်တာဗျာယုံဆိုတာခင်ဗျားတို့အလုံးယုံမဟုတ်ဘူးတန်ត្រာဒီဘဝငါတို့လူဘဝဟာတော့ဖြတ်ထွက်လို့ရတယ်အဝေးစီးကြမှာဆက်ကြောင်လို့လို့ရတယ်ကံသစ်တီထားလို့လို့ရတယ်မကောင်းတဲ့ကံတွေထားလို့လို့ရတယ်ကောင်းတဲ့ကံကလည်းသောတာပန်တရာကံအနာကံဖြစ်အောင်ကျင့်လို့မရဘူးလားအေးဒီအချိန်ဟာအခွင့်ကောင်းယူတဲ့အချိန်ဒီအချိန်မှာဖြတ်ထွက်လို့ရတယ်အဲ့တော့ဘာနဲ့ဖြတ်မလဲတဲ့ဦးစင်ဟောခဲ့ပြီးပြီလားဦးစင်ဟောခဲ့ပြီးပြီမြတ်စွာဘုရားအာနန္ဒာတဲ့ရေတဲ့သွားပြီးတရားဘုရားမင်းကြောက်ခဲသေးသေးသွားချဘယ်လိုနေမလဲဗျာဘယ်လိုနေမလဲ ြီးကြီးချတော့ညှုပ်တာညှုပ်တာပဲခြေသားတဲ့သေးသေးသောအာဟုသူစေတနာလဲဖယ်လီပါကြတယ်တဲ့ကြီးကြီးလဲကြတာပဲတဲ့အေးတကူတော့ရှိတယ်ကွာတဲ့အဲ့ဒီကြောက်ခဲသေးသေးကြီးကြီးချမယ်အောက်မှာသူ့တဲ့အများကြီးကြီးတဲ့လှေကြီးခံလဲချရင်ဘယ်လိုနေမလဲတဲ့ညှုပ်မလားညှုပ်ပါအေးအခုနေခါတော့အခုနေကလေကြီးခံလို့ရတယ်ဒီဘွားနေပြီးတော့နောက်ဘွားရောက်ဝိုင်းလေကြီးခံလို့ရသေးလားရပါဘူးနတ်ပြစ်တော့လေကြီးခံလို့ရလား ဂျမဖြစ်တော့ရပါမလားအပယ်လေးပါးဆိုဆုံသွားပြီလေအဲ့တော့လီလီနဲ့နဲ့ခေါင်းထဲမှာထည့်ပြီးတော့သုံးသပ်ဖို့အရင်တော့လည်းဟောခဲ့ပြီးသားတွေမဟုတ်လို့ခေါင်းစင်မဲ့ခြေသက်လက်သက်နဲ့သမင်းနဲ့ပြတာနှလုံးတွေတထုပ်ထုပ်ညှင့်မနေဘူးလားနှလုံးမညှင့်အသက်ရှိပါတော့မလားငါလှုပ်တာလားသူ့ဘာသူလှုပ်တာသူ့ဘာသူဘယ်သူကလှုပ်တာလဲ ကံလို့လားလူဘဝမှာနေရမယ့်ကောင်းမှုကံအဟုန်မကုန်မချင်းအနေလုံးကသူ့အောက်ကြီးနေသဘင်နေသူ့အောက်သူရှိနေအသေးကသူ့လုံးလုံးမယ်အစာအိမ်ကြီးကသူ့အောက်ကြီးရှိနေစီးရင်ဝန်ကြီးကြောက်ွယ်အကုန်လုံးသူ့အောက်သူအလုံးလုံးအဲ့သူ့ဘဝသူအလုံးလုံးနေတာဘယ်စွမ်းအားနဲ့လောက်တာလဲကိုပြုခဲ့တဲ့ကောင်းမှုမကောင်းမှုရဲ့စွမ်းအားနဲ့ပဲလုံနေတာကံစွမ်းအားနဲ့လုံနေတာဟုတ်ပြီနော်အဲ့လူကကိုယ့်ဘောက်ကိုသိကျင်ပါမလားကိုယ့်ဘောက်ကိုကိစ္စယောဂစီးရုပ်သေးလို့ဖြစ်ကျင်ပါမလား ဒါပေမဲ့မသေးခြင်းပဲသေရတယ်။ယောဂမဖြစ်ခြင်းရတယ်ဖြစ်ရတယ်။အဲ့ဒါငါသဘောလောက်ဖြစ်သလားမှန်ပါမလား။ကံရဲ့ဆုံးဖြတ်ပဲဟောပြီနော်အဲ့ဒါကြောင့်မလို့ပြုသူမှာအစ်ခံသူမှာအဟောင်းနွားတွေတတ်တော်မယ်ဝတ်တွေမွေးထားတယ်တတ်ဖို့ကြီးကြီးကြပ်ကြပ်တဲ့နေပြီးတော့လေသမားတွေစားရာမိသားစု၄၅ယောက်နွားတွေသင်းနဖားကျူးတွေထိုးမဲ့ချင်းနဲ့ပြစ်ထားရေတက်ချင်းမှာတိုက်သူမောင်းချင်းနဲ့ချင်းမောင်းမောင်းနဲ့မျက်စားမဲ့တွေချင်းတိုက်ခမောင်အဲ့ဘွားရောက်ပြီလား မရောက်ဘူးလို့မတွက်နဲ့နော်အရိလာကြီးဓမ္မအာဓမ္မသူ့ကိုပြောလို့ရပါဘူးမရဘူးအဲ့နွားကအလုတ်လုတ်သွားတော့သူ့နေစားကရလာမရဘူးဆဲလေဆဲဒီဝန်လန်းတင်သေးတယ်နဖားလေးထိုးသေးတယ်သင်းလေးသင်းသေးတယ်နော်ခိုင်းနေတဲ့ချိန်လေးခိုင်းနေထားနေတဲ့နေရာလေးထားတယ်အဲ့လိုထားတာအရာတွေကကံတရားတွေမဟုတ်ဘူးလားကိုကြမှာငါခိုင်းလိုက်တာငါရက်ဆက်လိုက်တာဆိုညင်းလို့ရပါမလားမရ အေးအဲ့ဒါကြောင့်မလို့တတိထားရပါအရိယာသူတော်ကောင်းတွေရဲ့ဝါဒဆိုတာဘာလဲလို့မှတ်ထားပါကံစစ်ကိုမလုတော့ဘူးကံဟောင်းခံရရင်လည်းဝမ်းမနေဘူးကံဟောင်းကြောင့်ချမ်းသာလို့လည်းမတွေ့ဖက်ဘူးမှတ်ထားနော်ဦးစင်းလိန်မြန်စီးတယ်ပြက်တာမပြက်တာမသိဘူးကိုပြက်မဲ့ချင်းပြက်မှာ ဟုတ်ပြီလားမကြောက်ဘူးကံကံရေးကြိုးယုံကြည်သွားတော့ကြောက်တာလည်းမဟုတ်တော့ဘူးမကြောက်တာလည်းမဟုတ်တော့ငါဒီဘဝဒီခန္ဓာမှာကောင်းတဲ့လူဘဝရောက်ပြီးတော့ကိုမကောင်းတဲ့ကံကြောင့်ငါခံမဲ့ဟာနဲ့လဲသွားဆုံနေရင်အဲ့ဒါကြောင်းပေါ်နေလဲသိမှာပဲကားတိုင်းလဲသိမှာပဲဟုတ်တယ်နော်အိမ်နဲ့လဲသိမှာပဲအကြောင်းကြောင်းနေပေါ်မလာဘူးလား ဘသူကမှအပြစ်မပြကိုကံမင်းဒါကြောင့်မလို့မြဲရပါဟောလေကံသာလင်းအမိကံသာလင်းအဖကံသာလင်းဥစ္စာ လေးနှစ်တနောခင်ဗျားတို့ကံမဝိပင်္ဂါတော့ဘုရားဟောရတာ ရှိတယ်အဲ့ဒါဒီမဖတ်ကြဘူးကိုသားသမီးတွေအမိဘတွေလည်းအအကုန်ဇုံလုံးကန်းကုန်ပါမလိလာကြဘူးကိုယ်မွေးတာအမေဖေးရမွေးတာလားကံမွေးတာလားအဲ့ဒါကြောင့်မလို့ဒီခန္ဓာကြီးရဲ့အမိနဲ့ဖေးရကံပါပဲ ကိုယ့်ရဲ့လဲလျောင်းကလည်းကိုယ့်ရဲ့ကံပဲကိုယ့်ရဲ့ချမ်းသာမှုကလည်းကိုယ့်ရဲ့ကံပဲကိုယ့်ရဲ့သွားရလမ်းကလည်းကိုယ့်ရဲ့ကံပဲအဲ့တော့တရားဓမ္မတွေရှေ့ဆက်သွားဖို့ဟာမကောင်းတဲ့ကံသစ်ကာယကံဝစီကံမနောကံကိုရှောင်ကြပြီးတော့မရှောင်အားကြွေးပတ်ပြီးနောက်ကပါမလာဘူးလားပါလာမှာပဲကိုလိုတော်တော့လော်ပြီးခါမှငါချတယ်မလုံးနဲ့ခမ်းပါပဲဒီခန္ဓာလဲမိမိစေတနာကတိဆောက်တယ်လို့ကောင်းမှုမကောင်းမှုကလည်းကိုယ်စေတနာပဲပြန်ပြီးမပတ်မဟုတ်ဘူးလား ဒါကိုလည်းမှတ်ထားပါအသက်ရှည်ခြင်းကျန်းမာခြင်းဆိုတာသီလကုသိုလ်ကံပါတဲ့ချမ်းသာခြင်းကဒါနကုသိုလ်ကံဟုတ်ပြီနော်အဲ့တော့ချမ်းသာခြင်းအသက်ရှည်ခြင်းလောကီစည်းစိမ်လို့ခေါ်ပါ လူချမ်းသာနတ်ချမ်းသာမြမချမ်းသာကြောင့်ဇံဘုံเนาะအဲ့ဒီလောကီစည်းစိမ်ကြီးစည်းရဲ့ချမ်းသာတွေအရာတွေကိုမမောနေလို့ရှိရင်အဲ့ဒီမှာကံနေပြုတ်ခဲ့မယ်လို့ရှိရင်ဒကာဓမ္မတွေတတိထားလိုက်ပါဒီအပြင်ငါ့ကိုပြန်ဖန်တီးမယ်ငါ့ကိုပြန်ပြီးအလှည့်ပြန်ဆောက်မယ်ဒီစိတ်ဒီစေတနာကြီးပါလားဆိုပြီးတော့မကောင်းတဲ့ကာယကံဝစီကံဖြစ်လာရင်လက်ရောရမှာလားရှောင်တိန်ရမှာလား 我们像我看没，感三残疾的表演蛮好一这这个公务是给务，这个不挖个判地啊，这个是给改情改家，嗯，哪里有人的表演嘛，错满叫流，比起明星比不，比你的看哪个，也咱们看哪个啦，老难戏的啦。 ေးဦးဇင်းတို့တရားပြတယ်နာမည်ကြီးချင်းလို့ဘုံကြီးချင်းလို့တကူကြီးချင်းလို့မဟုတ်ဘူးဦးဇင်းအရင်ပြန်မနေဦးဇင်းပြောပြောနေပါသတင်းကြီးလာပြောတရားနေယနေ့ချိန်ကြီးစင်ကာပူသွားလိုက်ပြန်နေတာပြောတရက်မှလည်းမနာတရက်ကိုမှမနာတာဦးဇင်းမှတ်မိတာတော့နှစ်မိနစ်လားနာအဲ့ဒါမရှိဘူး နှစ်မိနစ်ပဲလိုလာတာနားအောင်လေဟမ်စိုးစားပြီးမဝဘူးကိုဧည့်တွေကညနာဟိုပြန်ညင်းနေပြီသုံးပစ်ထားခဲ့ပြီးသွားခေါ်ရသည်ဘာဖြစ်လဲဆိုပြည်သက်ကိုဦးစဉ်ကြည့်တာနဲ့သိအခုပြည်သက်ထဲမှာလူမဲလူနဲ့တွဲပါလာတဲ့ပုံကဘယ်ပုံကွာအဖြစ်ချင်းနေမကောင်းဘူးကိုကသိထားတာထမပြောင်းတခါတည်းသုံးဝါတာမဝါတာမသိတော့လက်စေးထားပြီးတော့အာတခါတည်းအဲ့ပုံကိုအတွက်ကြောင်းအောင်ခေါ်တော့ကိုဘိုင်းဝါတာတွေမဝါတာတွေမသိတော့သူ့ခမရတော့ပြောင်းဖြစ်မယ်ဘယ်သိမလဲကိုကသိနေတော့မနေနိုင်ဘူးလေအဲ့လိုအနာခံရတာတွေကအများကြီးရေချိုးခြင်းနဲ့မချိုးရဝင်းသွား ားခြင်းမင်းနဲ့မသွားဝင်းနေချုံဇတိတို့ခေါင်းနေကိုက်မျိုးလုံးနေရဲအဲ့လိုတွေဖြစ်ပေးဒီခံလိုက်ခံဒီလိုပဲချွတ်လာခဲ့တာတရားဓမ္မတွေကအမြတ်ရခြင်းလို့ဘာတမုံမှမရှိဘူးဥစဉ်ကြောင်းမှာဘယ်အချိန်လာလာဥစဉ်အခန်းထဲမှာပဲရှိတယ်။ဧည့်သည်ရောက်ပြီဆိုပြီးတော့အထောက်ကလာပြီဆရာတော်ဧည့်ဆောင်မှာဧည့်သည်ရောက်ပြီဆိုမှထားတူသူလည်းပြန်ကိုလည်းပြန်တော့ကြောင်းတော့မကြည့်ချင်ဘူးပြီးရောကြောင်းဝိုင်းနဲ့ရှောက်ဖို့ဆိုရဲဝေးဘာမှကိုမကြည့်ချင်တော့ဘာမှမသိချင်တော့အားလုံးကိုစွန့်လို့ပြီးတော့ကိုယ့်ဘောက်ကိုတိတ်တိတ်ဆိတ်ဆိတ်ပဲနေချင်တော့ အဲ့ကြရဲမနေရပါဘူး။အေးအဲ့တော့ဘာလဲဆိုတော့ ဥစဉ်သတိပေးကျင်တာကခမားတို့ယခုထိုင်နေတဲ့အချိန်နဲ့မသိမီကြာကာလမှာဘာလုပ်မလဲဒါကိုစဉ်းစားဖို့ဒီခန္ဓာကိုယ်ကြီးကိုလည်းနေတဲ့အချိန်မှာသမင်ရှင်နေတဲ့သဘောအနတ္တအရေးပြားတွေဖုံးထားတာငါမဟုတ်ဘူးငါကိုမဟုတ်ဘူးသိကျင်တော့ခမားတို့15ရက်လောက်ရေမချိုးပဲနေကြီးအဲကြရင်သိတယ်ဥစဉ်တို့တရားထုတ်တာ15ရက်20ရေမချိုးပဲနေတာရှိတယ်ကိုရီးယားကမထွက်တော့ဘူးကိုရီးယားတို့ရေချိုးလိုက်ဒီလိုပုတ်ချလိုက်အရေးပြားတွေကဖြာလိုက်တယ်လို့အလေးလိုက်လေးလိုက်တော့ကုန်တယ်အဲ့လိုထမှန်သိတော့ဥစဉ်ကရေကွက်ထဲကိုလိမ့်ချနဗံလိမ့်ချတော့ အဲ့ဒါရည်ရင်းနဲ့ပြောတော့မြေကြီးတွေဖြစ်ပေါ့ငါတခါတည်းဝိပဿနာဉာဏ်မှသဘောပေါက်တယ်တကယ်အောက်ကမြေကြီးပဲဟုတ်တခါတည်းရေပြားတွေလောင်အောင်ပြီးတော့အလေးလိုက်အလေးလိုက်ကြာတာရေခွက်လေးတည်းထဲထဲတွေပုတ်တာပဲပြီးတော့ရည်လေးနည်းနည်းထဲဖြောကြည့်ရင်မြေကြီးတွေလိုဖြစ်မြေကြီးတွေလိုမဟုတ်မြေကြီးတွေဖြစ်ဩတခါတည်းအဲ့တော့မှ လူမဟုတ်သူမဟုတ်ငါမဟုတ်မြေရုပ်ကြီးပါလား တခါလေငါလို့ဆွဲတဲ့အစွဲကြီးကအပိုင်းခံလို့ခံရကိုတွေ့ပဲလေဒီကသာလူလူလို့ဆွဲတယ်ဒီကပို့ချတာဒီကထွက်တာပဲလေအဲ့တော့မှပထူရုပ်ပထူရုပ်ပါဇက်ကပြောတကယ့်မြေကြီးကိုတွေ့တာဘာဖြစ်လို့မြေကြီးလဲခမရုပ်စားရတာမြေကြီးပေါ်မှာ ပေါက်တဲ့အရွက်တွေအသီးတွေမစားဘူးလားအာမြေရုပ်ပေါ်နွားတွေကြက်တွေစိတ်တွေရောမြေကြီးပေါ်ကပေါက်တဲ့အစာအုံးမစားဘူးလားမြေကြီးပဲပေါ် အဲ့မှာမှာယုတ်နဲ့နံလို့ကံကဖွဲ့လိုက်တဲ့တည်တင်းကတည်တင်းကအခိုက်ဆိုတာမျက်စိတမိတ်လျှက်တဲ့ပြက်မှာယုတ်ကရင်ငါးတော်နံကလေးတသိမ့်ပြက်ကံကနောက်ကနေအစာထိုးယုတ်ကလတ်တီပြက်စည်းသွားတဲ့ပုံမှာနောက်ကသူ့ရနေပြီးတော့ကလစီအစ်စ်တီပြန်ပြီးဖာတိပြက်ဆက်လို့တော့သူ့အလုတ်တီတနေကုန်မြင်ကလစီပေါင်းသန်းပေါင်းများစွာများတဲ့ခါကျတော့အချိန်မီအောင်ပြန်ဖာတိဖို့အတွက်လူကိုမှိုင်းချရတော့အဲ့သွား အဲ့လိုအဲ့တဲ့ချိန်ကြမှာသူကပါတီဖြတ်ဆက်တွေလုပ်တယ်အဲ့လိုတော့မလုပ်ကြည့်ပါလားတချို့မိတ်ဖဲနဲ့နေတော့မှဘလုံးဘောကြီးနဲ့သေသွားတာလေရက်20လောက်မိတ်ပဲကြီးတယ်ကောဘယ်နဲ့လဲကဲဘာယောဂါမှာစီးရုပ်သွေးတို့ကိစားမရှိဘဲနဲ့သေတာကလပ်စီးတွေပြက်တာနောက်ကအပြက်ကိုပြန်မဖာနိုင်တော့သေသွားတယ်အဲ့လိုဆိုရင်အဲ့ဒီကလပ်စီးဒီအဟောင်းပြက်ပြီးတော့အသည့်ပါတီပြက်ဆက်လောက်တာငါလောက်တာလားငါလားအဲ့ဒါဆိုအဲ့ဒီသဘောဆောင်နေတာကြီးကိုငါကိုလူသွားဆွဲရင်မှန်မမလား ကန်ဆောက်ထားတဲ့ခန္ဓာကြီးပါလားမြေဓာတ်ရေဓာတ်နေဘူးတဲ့တော့ဘာတွေထွက်လာလဲရေတွေရေတွေဘာတွေထွက်လာတာလဲဘာရှိလို့ထွက်လာအဲ့တော့ယောက်ျားမိန်းမရှိလားရေတုပ်ကြီးလားရေတုပ်ကြီးပါအေးနှိမ့်ကြီးတော့မကန်ဘူးလားဘာရှိလို့ကန်တာလေရှိလို့ကန်တာယောက်ျားမိန်းမလားလေရုပ်ကြီးလားကန်ကြီးပူရာအိဒါမရှိဘူးလားယောက်ျားမိန်းမလားအပူအိဒါကြီးလား သူများသွားမေးဖို့လိုသလားကိုယ့်လက်ကိုယ်ကိုင်ကြည့်သိတာဟောဘူသဘောအီသဘောမာသဘောပြောသဘောတွန်းသဘောကန်သဘောဖောက်ကြရတဲ့အည်ပြားတွေအသားတွေအသွေးတွေအကြောတွေကိုယ်လက်လှုပ်ထားတာမဟုတ်ဘူးကိုယ်လှုပ်ထားတာမဟုတ်တဲ့32ကောဒသဆာမေမွန်းကြီးအသားအကျိုးခေါင်းကုံကြီးတွေဖွေးဖွေးကြီးတွေလက်စည်ရိုးကြီးတွေနှာရိုးကြီးတွေလက်ဖင်ရိုးတွေဟောအဲ့ဒါခစေရိုးတွေတင်မခွက်ရိုးတွေပေါင်ရိုးတွေဒူးစစ်ရိုးတွေခြေကုံရိုးတွေလက်ဖြန်ရိုးတွေလက်ချောင်းရိုးအဲ့ဒီအချောင်းလိုက်ချောင်းလိုက်ထုံးခဲအချောင်းလိုက်မြောင်းလိုက်အဲ့မှာအကြောတွေအကြောတွေကိုယ်လှုပ်ထားတာလားသူ့ဘာသူကန်းဆောက်တာလား အဲ့ဒီမှာသွေးကြောဆိုတော့သွေးပြွန်ကြောတွေရောပလတ်စတစ်ပဲကြီးတို့လိုက်သွေးထားတာကိုလုတ်ထားတာကန်ဆောင်ထားတာလားကန်ဆောင်အဲ့လိုဖြစ်နေတဲ့အစုဝေးကြီးကငါလားအဲ့ဒါကိုလေးလေးနက်နက်သုံးသပ်ပြီးတော့နေရင်အဲ့ဒါမက်ဆေ့ဘာစိတ်လဲမက်ဆေ့ဆိုတာမက်ကင်၈ပါးနဲ့ပြည့်စုံတဲ့စိတ်မက်ဆေ့လို့ခေါ်ပါတယ် အဲ့ဒီအချိန်မှာမိစ္ဆာသင်္ကပ္ပမိစ္ဆာဝါစာမိစ္ဆာကမ္မန္တတွေရှိသေးလားမရှိတော့တဲ့ကြောင့်တမာဝါစာတမာကမ္မနာတမာအစီဝါဖြစ်နေတယ်။အဲဒီမှာသတိနဲ့ဝရိယအဲဒီ32ခေါဒတာရဲ့သဘောတွေကိုရောက်အောင်32ခေါဒတာရုပ်ထဲမှာစိတ်ကလေးတီးနေအောင်စောက်ရှောက်နေတာကတမာတိမခင်တမာသတိတမာဝေမအဲမှာတမာတမာတိအဲဒီလိုတမာတိလည်းမြဲသွားရောအဲခုနလိုပေါ့ကြည့်တယ်နေပူတဲ့တော့တဖြည်းဖြည်းတဖြည်းဖြည်းဆိုးပြီးတော့မြေကြီးတွေကနေရေထွက်လို့အသားတွေကရေတွေချွေးတွေထွက်မလာဘူးလားအ ာဘောတရေတွေရှိလို့ရေတွေထွက်လာပါလားလူမဟုတ်ပါလားငါမဟုတ်ပါလားငါပိုင်မဟုတ်ငါသဘောမဟုတ်ပါလားသူသဘောကြီးပါလားမြင်မနေဘူးလားအာသမာဒိဋ္ဌိလက္ခဏာ၃ပါးနဲ့စင်ညာသမာ သင်္ကပ္ပဆိုမဂ္ဂရှိပါပြည့်မသွားဘူးလားမဲ့ရတဲ့ပုဂ္ဂိုလ်ပြည့်မသွားဘူးလားအဲ့ဒါသောတာပန်မင်းအစင်းသိမရှိနေဘူးလားလိုက်ရှာအားမလားငွေရင်းပို့လို့သေးလားရာသီဥတုစောင့်ဖို့လို့လားအခုလိုနေရရှာဖို့လို့လား အဲ့ဒီလောက်အစင်သင့်ရှုလို့ရတဲ့တရားကိုခင်ဗျားတို့ဘာလို့မရှုကြလဲအလကားနေဟိုအကြောင်းတွေဒီအကြောင်းတွေအဲ့ဒါအဖတ်တင်သလားတောကမီးတွေဟောပြီးတော့လောဘမီးတွေဒေါသမီးတွေမရှိတဲ့ပုံရိပ်တွေမရှိတဲ့အတွေးတွေအဲ့ဒါတွေရှောက်တော့တော့စိတ်ကူးရင်အဲ့ရတဲ့မှာဖိတ်စာလဲပါတော့စိတ်ကူးရင်ပဲလေဘာမှမရှိဘူး အရိဟာကိုအချိန်ဖြုံးနေမလားမိမိကိုကိုမိမိလူဘဝမှာရတဲ့ဒီအခွင့်အရေးမသိမိကြာကာလနေရတဲ့အချိန်မှာငါမက်စိတ်နဲ့နေမယ်ဆိုပြီးတော့အလုတ်အားတဲ့အချိန်မှာနေပါမက်ဒီကိလေသာကိုသတ်တယ်အဲ့ဒီမက်စိတ်များများပွားတာကိုနော်မက်ကကြောက်ခဲချမယ်အောက်မှာလှေအကြီးကြီးတည်လိုက်ခြင်းဖြစ်နေပါတယ်လှေကြီးကြီးတည်ရင်အတိတ်ကပြုခဲ့တဲ့သေးသေးကြီးကြီးအာဟုဆိုကြောက်အောင်မလားကြောက် မကြခြင်းလှေကြီးဆောက်မှာသူများလာဆောက်မှာကောက်ဆောက်မှာဆရာကဆောက်တဲ့နီးပေးလိုက်နေရာလဲမလို့ญาတိဥဒုလဲမဆောက်အောင်ငွေလဲမကုန်အဲ့ဒီလူရတဲ့အခွင့်အရေးကိုနော်မိမိအတုံးမချရင်တော့ဒကာဓမ္မတွေဘဝဘဝကပြုတ်ခဲ့တဲ့ကံကဆုံးမခြင်းခံရအောင်မယ်ဘယ်ဘဝဘယ်ရောက်မှန်းကို မသိတော့ဘယ်လိုမှမပြောနဲ့တော့မရတော့လူဘဝဟိုဘက်မှာပြင်လို့ရသလားမရဘူးခွေးပြစ်သွားတယ်နောက်ထပ်ကုသိုလ်လုပ်လို့ရလား အောက်ဆိုတော့လုံးလို့မရဘူးလား သူဒီကောင်းတဲ့ဂရိနဲ့သေပါတော့မလားအတိုးပေါ်အတိုးစေပြီးသွားပြီပြန်မလာနဲ့တော့အေးအဲ့ဒါကြောင့်မလို့ဥစဉ်ပူနေတာအဲ့ဒါပဲဥစဉ်တရားတော်မတွေမှာအလကားနေရင်တားလို့ဈီးလို့မရပဲစိတ်ထွက်နေတာအဲ့ဒါပဲရားနိုင်တဲ့အခွင့်အရေးကိုဘာဖြစ်လို့ပြင်းပြီးမလုပ်ကြတာလဲဒီလောက်ကောင်းတဲ့မြတ်တဲ့ message ကြီးကိုတံပိုးဖြတ်လို့မရတဲ့ဒီယရနာကြီးကိုနော်ဈေးလည်းမပေးရာသီဥတုနဲ့ပတ်စံကုန်လည်းမရှိနေရာလည်းမရှိအဆင်သင့်ရနိုင်တဲ့ဒီအခွင့်အရေးကြီးရတဲ့ဓာတ်ဒီလူဘဝကြီးကိုဘာဖြစ်လို့အချိန်ဖြုံးနေတာပါလဲဆိုတာ ဥစဉ်မှာပဲပူနေဒီလူကြီးတော့အေးအေးပဲနော်ဣဒံဒုက္ခនិရောဓကာမဏိပရိပဒာအရိယသစ္စာဆိုတာဒုက္ခချုပ်ရာနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြီးဆိုတာတဲ့ဘာဝိတ္တပပွားတာကိုခေါ်ပါလေ ရှဲရှဲနဲ့ပွားမနေဘူးလားအချက်ပေါင်းများစွာပွားတာကိုမက်လို့ခေါ်တယ်ဟုတ်ပြီလားအဲ့လိုအမှန်သဘောလေးအနတ္တသဘောလေးအဲ့အနတ္တသဘောလေးအသာပေါ်မှာအကျော်ပေါ်မှာအယူပေါ်မှာဇာမင်းပေါ်မှာအဲ့ဒီပေါ်မှာအနတ္တသဘောချွေးတီထွက်လာရည်တုံကြီးပါလားပုဂ္ဂိုလ်သတ္တဝါမဟုတ်ပါလားနော်နှိမ့်ကြည့်တဲ့လေတုံကြီးပါလားပုဂ္ဂိုလ်သတ္တဝါမဟုတ်ပါလားငါမဟုတ်ပါအဲ့ဒီလိုညာအမြင်ရှင်းအောင်ပွားတာကိုမက်လို့ခေါ်တယ်နိဗ္ဗာန်ရောက်ချင်ရင်ဘာလုပ်ရမှာလဲနိဗ္ဗာန်ရောက်တဲ့ကျင့်စဉ်ဆိုတာပွားတဲ့အလုပ်ကိုခေါ်တာ ဘဝမှာကာယဝေနာစိတ်ဓမ္မမှာအခုဒကာဓမ္မတွေကိုဥစဉ်ပြောပြတာကာယ ानु ပဒနာညီတာတချို့ကလာသေးတယ်ဘယ်သတိပ္ပံနေနေဘယ်သတိပ္ပံမြင့်နေဆိုဒီတကယ်ကြမှာကြောက်မြတ်စွာဘုရားကဧကောဓမောဧကာယနောဘေကွေဘာဝိတာဝုလိတာဘိညာသံဝရအနိဗ္ဗာန်သံတတိခြေသားခြေသမီးတို့သတိပ္ပံတရား၄ပါးတည်းကတဘာပါကိုဧကောဓမောဘာဝိတာပွားမကင်၈ပါးဆိုတဲ့ယာနလန်းနဲ့ဘာဝိတာပွားအနိုင်မြင့်ရှိသလားစိတ်ဓာတ်သတိပ္ပံမြင့်နေဓမ္မသတိပ္ပံမြင့်နေကာကနုတယ် ဝေဒနာကြမ်းနဲ့ရှောက်လုံးတယ်ဘုခုချက်မှာရှောက်လုံးတာဘုရားလက်ထက်မှာပါဠိတော်မှာလည်းမပါဘူးအဲ့ဒီကာယ ानु ပသနာတတိပ္ပဏနဲ့မှာပါနောက်ဆုံးပြောမယ်ဆိုရင် အဋ္ဌိတင်ညာဘွားသည်ရှိသောယဟနာဖြစ်မိဒါဖရာဟောတက်ရဟောတဲ့ဟာရင်တော့အထာကရာတွေဥစဉ်မတော့ဘူးဖရာဟောတာပဲဥစဉ်ဟောမှာအယုစုတင်ညာဘွားသည်ရှိသောသို့မဟုတ်ဓာလေးပါတဘာဘွားဘွားသည်ရှိသောယဟနာဖြစ်မိတယ်အစွဲဥပါဒံကြံနေသေးတောင်မှအနည်းဆုံးအနာဂါမမဲ့ကူးမဲ့ဆိုသောတာပန်တရာကံကြောမသွားဘူးလားအေးဝရိယဆိုင်ပြီးတဒုံပုပ်ပါများရင်ထက်မှာပဲပြင်းနေတော့ကြတန်ကြီးတက်ပြီးပြန်ထူမှာဟုတ်တယ်နော်ငါအသက်ခန္ဓာရှိနေသည် မြတ်စွာဘုရားရဲ့သာသနာတော်ကြီးနော်အတွုံးရှိဖို့အတွက်လက်ရှိပြစ္ဆုတ်ဘဝတရားဓမ္မတွေဣဒံမိပုံညာနဲ့လမ်းမဆုံးမဲနဲ့အသေးတက်ပြီးအနေမြန်ဖို့အတွက်တပည့်တွေပါတောကျတောင်ကြားပါမကြမ်းအကုန်လုံးအဖွဲတွေခွဲပြီးတော့ပြတာလားအဲ့လောက်ထိအောင်သင်္นานတွေပေးပြီးတော့အပေမန်းခံပြီးတော့ဒီကိုတော်လေးကုလူစင်းတပည့်တွေဆိုလိုက်ပြကိုယ်စဉ်အနစ်ချုပ်ဟောခြင်းနဲ့အလကားနေရင်အကုသို့တက်မဲ့နှလုံးသွင်းကြံစီတွေးတော်မှုတွေနဲ့အချိန်ဖြုံးပြီးမနေပါနဲ့ ဒါကိုဦးဇင်းနံပါတ်1ပြောခြင်း။ခုနဦးဇင်းဟောခဲ့တဲ့ဓာတ်၄ပါးတော်၎င်း32ကုဋတာတော်၎င်းအဲ့ဒါကိုအာရုံပြုရပြီးတော့ကိုပိုင်မဟုတ်ဦးဇင်းပထမဟောပြီးပြီ။အမိဝင်းတဲ့ကချီလက်ကိုကောင်းနေရစလာတော့အမေဖျက်တက်တာလည်းမဟုတ်ငါ့ကောင်ကအပြင်ရောက်ရင်လူနဲ့တူအောင်ဆိုပြီးတော့မျက်စိတွေမျက်လုံးတွေနှာခေါင်းတွေနာယူတွေအသေးတွေအဆုတ်တွေဦးတွေအကြောတွေ ဒါရင်ငါလှုပ်ခဲတာမဟုတ်ရင်ဒါဒီငါမဟုတ်ဘူးငါဖန်ပြီးခဲတာမဟုတ်ဘူးငါကငါလူဖြစ်အောင်ငါလှုပ်ခဲတာမဟုတ်ရင်ငါငပိုင်းငါကိုဆိုတာမှန်ပါမလားအဲ့မမှန်တဲ့သဘောလေးကိုညာနဲ့မြင်လိုက်ပါငါမဟုတ်တဲ့သဘောလေးကိုညာနဲ့မြင်လိုက်ပါအဲ့လိုဇက်ကဇက်ကပွားမယ်ကလလရေကြီးသရေတီတဲကအဲ့ဒီမြလူတို့မျက်စိနဲ့မမြင်နိုင်တဲ့ကလလရေကြီးသရေတီအားနေပြီးတော့တဖြည်းဖြည်းဖြည်းရေကြီးရေနောက်တွေဖြစ်လာခဲ့တာအဲ့အချိန်မှာယောက်ျားမိန်းမငါပဲသူပဲငါနာမည်ဘ누구ပဲငါသည်ဘာလူမျိုးပဲဘာပဲညာပဲပါသလား ဲ့ငโกရေရှိလို့လားမရှိတာလေးကိုငโกရေကလလတ်ရည်ကြီးတွေကမရှိပါလားရှိလက်ကိုကောင်းသဏ္ဍန်ဆိုတာယုတ်တရားကံတရားကလူခန္ဓာနဲ့တူအောင်တဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းကံတရားကတည်ဆောက်လာပါလားအဲ့ဒီအချိန်မှာအပြင်ရောက်တဲ့ခါကျတော့အမိခင်ကနှိုးကြိုတိုက်တဲ့ခါကျတော့ဆက်လက်ဆက်လက်ပြီးတော့ခြေသေးလေးလက်သေးလေးကိုယ်ကြီးချက်မကြည့်ဘူးလားအဲ့ဒါဆိုနှိုးရည်မှာခြေသေးလက်သေးတွေပါလား ဒါရှိသေးလဲတဲ့ဘာလို့ရှိတာနှုတ်ရည်ဆိုတာရှိလားဓာတ်ကြီးလေးပါပဲစာမင်းဆိုတာရှိလားဓာတ်ကြီးလေးပါအားလုံးဓာတ်လေးပါနဲ့ပြန်ချုပ်တယ်ဓာတ်လေးပါနဲ့မချုပ်ချင်ရင်အကယ်၍အဲ့ကိုမွေးတဲ့သားအမေကမွေးတယ်နှုတ်ရည်မထွက်လို့ဆိုပြီးတော့စိတ်နှုတ်တိုက်တော့လက်ချီလက်သေးမထွက်ဘူးလားစိတ်ကြိုတွေထွက်လား ကံကလူခန္ဓာတိဆောက်တော့ကျန်တဲ့ဓာလီပါအာဟာရကလည်းလူခန္ဓာနဲ့သရံတူအောင်ပဲကံကတိဆောက်သွားတာမိခင်ကခလေးမွေးတယ်ငါခလေးမွေးပြီးပြီကဲနို့လို့ခြင်းနဲ့နို့ရီတိုက်မှဖြစ်မယ်ဆိုပြီးတော့ကဲငါသွေးတွေရနေပြီးနို့ဖြစ်စီဆိုအမေဖန်တီတာပါလားဒါပေမဲ့ခလေးရတဲ့အချိန်မှာ तू ကသူ့နှုတ်ရည်ကလည်းအစင်းသိဖြစ်မနေဘူးလားငါလောက်တာလားခလေးရဲ့ကံတရားနဲ့မိဘရဲ့ကံတရားနဲ့ပေါင်းစပ်ပြီးတော့သူ့ရနေပြီးတော့နှုတ်ရည်ဖြစ်ရတယ်။ဖန်ဆင်းသူရှိလားငါသဘောရှိလား ကိုင်းရင်သဘောတရားတွေအဲ့ဓာတွေကစချဲ့ပြီးတော့နားလို့ရှင်အနာတလက္ခဏာပေါ်တယ်အဲ့ဒီပုံမှာနှလုံးသွင်းအဲ့ဒီစိတ်နဲ့နေအဲ့ဒီပုံမှာနာကြအဲ့ဒီစိတ်နဲ့မွေးနေအဲ့ဒါမဟာကုသကံယူသွားဟုတ်ပြီလားစိတ်နဲ့တရားနဲ့စိတ်နဲ့တရားနဲ့တွဲ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 နေမသေးခင်အဲ့ဒီတော့မှအာစိနကံအာကောင်းမှအာသနကံအကျူးပြီးမယ် တဘောပေါက်ပြီနော်အဲ့တော့အနတ္တလက္ခဏာဒီ32ကရတာကမ္မဋ္ဌာန်းအစုဝေးအင်္ဂါ ड़ी အရာ ड़ी ကအမေဘိဗန္ဒီတာမဟုတ်ငါမဟုတ်အတိတ်ကပြုတဲ့ကံကြောင့်ဂုဏတော်ဒေါ်သီယဟန်ဘဝဒီဘဝမိမခန္ဓာဖြစ်တာယဟန်ဘဝနေငါဘငါမိမခန္ဓာဆောက်တာလားကံဆောက်သွားတာလားအဲ့တော့ဒီဘဝခန္ဓာဒီငါခန္ဓာလို့ဆွဲလို့ရပါမလားမရပါဘူးအဲ့ဒီသဘောကိုညံနဲ့အောင်ပြုပြီးတော့ဒီခန္ဓာကိုကြီးကလည်းငါဆောက်ထားတာမဟုတ်ဘူးလို့သိလိုက်ပါ အဲ့ဒီသဘောကိုညံနဲ့မြင်းပြီးတော့ခဏ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 အာယုန်တစ်ခါပြုရင်မဟာကုသိုလ်စိတ်တွေရတယ်ဒီအဝန်းထဲမှာပြည်တန်တဲ့ဗရမများတွေထဲတာအဲ့လောက်တမှုမရှိဘူးယူလို့မရဘူးလားရတဲ့အချိန်ကိုမဖြုံးပါနဲ့ဟုတ်ပြီနော်အေးအဲ့တော့ဒီလောကကြီးမှာတဲ့ကံသစ်တွေပြုကြတော့အတိတ်တကကံဟောင်းတွေခံတဲ့ပုံစံတွေကလည်းခံကြကံသစ်တွေကလည်းပြုကြတဲ့လောကကြီးမှာကံသစ်ကဟောင်းရောနေတဲ့ကြောင့်ဘဝဆိုတာဇတ်သိမ်းနေလို့ရှိပါတော့မလား ေးအဲ့တော့မှဘသူကြောင့်ဘဝကြောင့်ဘာကြောင့်လို့မပြောပါနဲ့ဘာမှမတွက်နပါနဲ့တော့ကိုစံရသည်လဲဝမ်းမြောက်ပြီးမဲ့မနေပါနဲ့ကိုခံရသည်ဖြစ်လဲဆုံးနေပြီးသူများအပြစ်မတင်ပါနဲ့ဒီခန္ဓာသည်ကံဆောက်ထားတဲ့ခန္ဓာမဟုတ်လို့ကံတရားကဖန်တီးနေပါလေကံတရားကိုယ်တိုင်မြင်ပါတဲ့ပုံကိုမမြင်ပါနဲ့သဘောပေါက်ပြီလား အဲ့တော့တရားနာကြတဲ့ပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့ကံဆောက်တဲ့ခန္ဓာငါခန္ဓာမဟုတ်ကံဆောက်တဲ့နာမ်နဲ့ရုပ်ပဲလို့ပုဂ္ဂိုလ်သတ္တဝါအနတ္တလက္ခဏာပွားနိုင်အာထုံနိုင်ကြပြီလင်အာသင်္ကရတ္တနိဗ္ဗာန်ရှိပြီမြတ်သူလွယ်ကူသောจิตလိမ့်မြန်သောဉာဏ်တူဖြင့်မြတ်မောက်ပြုလွယ်နိုင်ကြပြီသာသနာပြုခြင်း၌ပြုနိုင်စွမ်းရှိတဲ့မိသားစုများဖြစ်ကြပါသည်ကုန်သတည်း